ားလုံးပဲမင်္ဂလာပါ Terror Bind ချီကကြိုးစားပါတယ်ဒီနေ့လုတ်ပြီးမှာကတစ်ဖက်လူကရည်ရွယ်ချက်ပေါ့နော်ဒါ single လေးလည်းပါမယ် relationship တွေအတွက်လည်းပါမယ်ပေါ့နော်အဲ့တော့ဒီတွေကကြိုက်တဲ့ Bind လေးနှစ်ခုတည်းဟာတစ်ခုရွေးပြီးတော့ video လေးကိုဆက်ကြည့်ပြီးပေါ့နော်ကို့အတွက်ပဲ private reading လုပ်ခြင်းရင်လာပြီးတော့မေးမြန်းလာနိုင်ပါတယ် YouTube မှာလည်း video လေးတင်မှာမလို့အဲ့မှာသွားပြီးတော့ကြည့်နိုင်ပါတယ်ပေါ့နော် Okay အဲ့ဆို reading လေးကိုဆက်လိုက်ရအောင်ပိုင်ဝမ်းလေးတွေမင်္ဂလာပါ ပိုင်ဝန်းလေးတွေအတွက်ဆင်ငယ်လေးတွေကတဖက်လူကကိုယ်ဘလို့ရည်ရထားလဲဆိုတော့ဒီအချိန်မှာသူ့လဲသူ့ဟာနဲ့သူလမ်းပြောင်းနေတာကိုတွေ့ရတယ်ပေါ့နော်ပြီးသူဒီအတိတ်မှာရှိခဲ့တဲ့ဒီ HD ဘာညာအဲ့လိုမျိုးနဲ့သူမမေ့ပြောင်းနိုင်သေးဘူးအဲ့လိုမျိုးသူ heal လုပ်နေတော့ကိုတွေ့ရတယ်ပေါ့နော်သူအဲ့ဒါကို overcome လုပ်နေတော့ကိုတွေ့ရတယ်အဲ့အတွက်ကြောင့်မလို့တဖက်လူကဒီမှာသူတငယ်ချင်းနေနဲ့ပို့ပြီးတော့အချိန်ပေးပြနေတယ် ိသားစုတွေကိုပို့ပြီးတော့အချိန်ပေးပြနေတယ်ပြီးရင်သူ့ဘဝအတွက်သူလှုပ်ရှားရှိတဲ့အရာတွေကိုသူလှုပ်နေရပေါ့နော်သူစိတ်ပျော်မယ်တဲ့အရာတွေကိုသူလှုပ်နေရကွာအဲ့လိုမျိုးသူ့ကိုယ်သူလည်းဒီနေရာမှာသူပိတ်မိနေရလို့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ဆင်ငယ်လေးတွေတော့ကတော့နောက်6လလောက်နေတော့သူနဲ့ဘလို့ဆက်ဖြစ်မလဲဆိုတာကိုတခုပြောင်းလဲသွားနိုင်နေပေါ့နော်အခုအချိန်မှာတော့သူနဲ့ကိုနေကဒီတိုင်းလေးပဲရှိနေအောင်ပဲပေါ့ကွာတိလာကို သူကလည်းသူ့အနေနဲ့သူလမ်းပြောင်းနေရအောင်တွေ့ရတယ်သူကိုယ်သူပြန်ပြီးတော့ဟီးလုံနေတယ်အတိတ်ကအရာတွေအတော့ပေါ့နော်အဲ့လိုမျိုးကို့အကြောင်းလည်းမစဉ်းစားမိတာမဟုတ်စဉ်းစားမိတယ်တစ်ချက်တစ်ချက်ပေါ့နော်ဒါဆင်ငယ်လေးတွေတော့တစ်ဖက်လူရဲ့ရည်ရွယ်ချက်ပြီးတော့ဒီ relationship သမားတွေတွက်ကကြတော့လေသူကအဲ့လိုမျိုးကိုနဲ့အဲ့လိုမိသားစုကပါလေးတိဆောက်ခြင်းနဲ့ကိုနဲ့ပျော်ပျော်ပါပါနဲ့နေတိုင်းအောင်ကြော်ဖြတ်ခြင်းနဲ့အဲ့လိုမျိုးလေးကိုတွေ့ရတယ်ပေါ့နော် ဒါပေမဲ့ဂျားထဲမှာအဲ့လိုမျိုးအနှောက်ယှက်လေးရလေတကူတတိထားမှာကတစ်ဖက်လူကအရင်တော့ပတ်သက်ခဲ့တဲ့အိတ်စီပါညာရှိရဆိုလို့ရှိရင်တစ်ချက်ဝင်လာပြီးတော့ဒီ relationship ကိုနှောက်ယှက်တတ်တယ်ပေါ့နော်ဒါမှမဟုတ်ရင်ကိုယ်အရင်တော့ပတ်သက်ခဲ့တဲ့လူရှိရဆိုလို့ရှိရင်လည်းအဲ့လူကပြန်ဝင်လာပြီးတော့အခုဒီကိုနဲ့သူနဲ့ဆက်ဆံရေးကိုလာပြီးတော့နည်းနည်းကတိကထောင်လေးဖြစ်အောင်လာလှုပ်တတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကမခံပါဘူးတစ်ဖက်လူက ace ဝင်လာရဆိုလို့ရှင်လေသူ့စိတ်ထဲမှာအဲ့ကောင်မလေးကိုပြန်ပြီးတော့ရှိနေမှာမဟုတ်ဘူးပေါ့နော်ကိုနဲ့သူနဲ့ပဲဒီမိသားစုကဘာလေးကိုတိဆောက်ခြင်းနဲ့တူတူနေ့တိုင်းပျော့ပျော့ပါပါပျော့ပါခြင်းနဲ့အဲ့လိုမျိုးအခက်ခဲအားလုံးကိုတူတူကြော်ဖြတ်မယ်ပေါ့နော်အဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့သူ့ဘဝထဲမှာကိုနဲ့ပတ်သက်ပြီးတော့မှသူကအချစ်ဆိုတာဘာလဲဆိုတာခံစားရတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ ဘာတွေဘလို့ပဲဖြစ်နေပါပါစေ။ तू ကကိုယ်လက်လွတ်မှာမဟုတ်ဘူးပေါ့နော်။ single လေးတွေအတွက်အဲ့တော့ဒီနေ့တွေ့ရဒီလောက်ပဲဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ကိုယ့်အတွက် private reading လုပ်ခြင်းရင်ချီယိုဒီ TikTok ဒါမှမဟုတ်ရင် Messenger မှာလာပြီးတော့မေးလာနိုင်တယ်။ YouTube မှာလည်း video လေးတွေတင်တာမလို့အိမ်မှာတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်။ YouTube ကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပြီးပါပေါ့နော်။အဲဆိုရင်ပိုင်းဝမ်းလေးတွေနောက် video ကြမှာပြန်လှည့်ပြီးတော့တွေ့မယ်နော်။ ဖိုင်ထူးလေးတွေမင်္ဂလာပါဖိုင်ထူးလေးတွေအတွက်တစ်ဖက်လူကဘလို့ရည်ရွယ်ထားလဲဆိုတော့ single လေးနဲ့အရင်ပြောမယ်ပေါ့နော် single လေးတွေဆိုလို့ရှိရင်တစ်ဖက်လူကအရင်တော့သူကလိုမျိုးအသေးကွဲခဲ့ရဖို့ရဲ့သူအဲ့လိုမျိုး relationship ကမြင်ပြီးတော့ heal လုပ်နေရတယ်အဲ့လိုမျိုးအချိန်ကြီးလေးတွေကမြင်ပြီးတော့သူ overcome လုပ်နိုင်နေပြီပေါ့နော်ကိုကလည်းအတိတ်ကအရာတွေကမြင်ပြီးတော့ heal မလုပ်နိုင်သေးဘူးဆိုလို့ရှိရင်အခုချိန်မှာ အဲ့လိုမျိုးကိုအဲ့လိုမျိုးလမ်းပြပြီးတော့နည်းနည်းပိတ်မိနေတာမျိုးတွေ့ရတယ်ပေါ့နော်ညညဆိုရင်အတွေးတွေများပြီးတော့အိတ်မပြောဘူးအဲ့လိုမျိုးဒါမဲ့ဟိုဘယ်လိုပြောမလဲကို့ဘွားထဲမှာကို့ကိုချစ်ပေးပြီးတော့နားလဲပေးမဲ့သူတယောက်ကိုလိုချင်တယ်ခွာတိလားအဲ့လိုမျိုးဖိုက်ထူးသမားလေးတွေကပေါ့နော်အတိတ်ကလူမျိုးကိုနာရှင်ရမှာကိုကြောက်ရွံ့နေရအောင်တွေ့ရတယ်ပြီးရင်ဒီကိုလက်ရှိစိတ်ထဲမှာရှိရလူနဲ့ကလည်းဘာဆက်ဖြစ်မလဲဆိုတာကိုကမသိရတဲ့အတော့ လိုမျိုးလေးနည်းနည်းတွေ့ဝေပြီးတော့ကြောက်နေရမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ fight 2ကိုတစ်ဖက်လူကဘလို့ရည်ရွယ်လဲဆိုရင်တော့အဲ့ဒါသူ့လည်းဖြစ်နိုင်တယ်ကိုယ်လည်းဖြစ်နိုင်တယ်ပေါ့နော်တစ်ဖက်လူကကြတော့သူနဲ့ကိုယ်နဲ့ကမထင်သားအဖယ်နဲ့အလိုမျိုးအပြောင်းလဲတွေဖြစ်တတ်တယ်ပေါ့နော်ဥမာကိုကြိုက်နေတဲ့သူကွာရီစားရှိရဆိုလို့ရှိရင်လည်းသူနဲ့အလိုမျိုးမထင်သားပဲနဲ့ပြတ်သွားတတ်တယ်ပြီးလို့ရှိရင်ကိုနဲ့ဇလန်းနေပါညာရှိလာတတ်တယ်ပေါ့နော်ဒါ single လေးတွေ့ပေါ့နော် ပြီးရင် relationship တမားရင်ဆိုလို့ရှိရင်ကွာအဲ့လိုမျိုးပဲ energy ကလေကိုကလေအဲ့လိုမျိုးကိုကိုကိုအရန်ချုံနောင်နဲ့သူနဲ့ကိုနဲ့ဝေးဝါးမအောင်ကြောက်တယ်ပေါ့နော်အထူးသဖြင့်အဲ့လိုမျိုးတိတ်မကြခင်မှာသူကလည်းအလုတ်ကန်ပြောင်းလဲလောက်ကမင်းနေရာထိုင်ရင်းပြောင်းလဲလောက်ကမင်းအဲ့လိုမျိုးတွေရှိရတဲ့အတွက်ဒီထဲမှာဖိုက်ထူးလေးတွေက ပူပန်နေရာကိုတွေ့ရတယ်ပေါ့เนาะညညကြရင်လည်းသူနဲ့ကိုယ်နဲ့နေရာချင်းဝေးဝါးရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးတွေစဉ်းစားပြီးတော့ပူပန်နေရာကိုတွေ့ရတယ်ဒါပေမဲ့တစ်ဖက်လူကကြတော့လေ तू ကကို့အတွက်အရာရာကို तू ဖြည့်ဆည်းပေးခြင်းနဲ့ပြီးရင်အဲ့လိုမျိုးကို့ကို तू ကတကယ်ချစ်တယ်ကွာတကယ်လေးရည်ရွယ်ထားတယ်အဲ့လိုမျိုးပုံစံကိုတွေ့ရတယ်ဒါပေမဲ့ဒီ fight to the mother လေးတချို့သတိထားမှာ relationship ထဲမှာဆိုလို့ရှိရင်တစ်ဖက်လူက သူရင်တော့အိတ်စီပါညာပြန်ပြီးတော့ဝင်လာတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီထဲမှာတရမှာတယောက်လောက်ကပဲအဲ့လိုမျိုးစိတ်ထဲမှာနည်းနည်းလေးကတိကတောက်လေးရှိမှာခွာတိလာကျန်တဲ့69ရာခိုင်နှုန်းလောက်ကတော့သူကပြန်လဲမလို့ခြင်းမူပြန်လဲမပတ်သက်ခြင်းမူသိရမလားကိုနဲ့ပဲသူကအနာဂတ်ခရီးကိုဆက်ပြီးတော့ရှောက်လန်းခြင်းတာအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာကိုနဲ့သူနဲ့ဘာဆက်ဖြစ်မလဲသူကခါကိုကိုဘလို့ရည်ရွယ်ထားလဲဆိုရင်တော့ အဲ့လိုမျိုး तू ကတကယ်လို့အလုတ်ကန်ရင်လည်းဘာညာနဲ့ပြောင်းရွှေ့ရမယ်အနာဂတ်ကလည်းမတိချာမရှိရဘူးအဲ့လိုမျိုးဆိုရင်တော့မှကိုယ့်ဘေးနာမှာ तू ကရှိနေခြင်းနဲ့အဲ့လိုမျိုးကိုယ့်ကို तू mentally လည်း support မယ်စိတ်ပိုင်းဆိုင်ရာလည်းအားပေးမယ်ပြီးရင်ဒီငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့လည်းသူ့ဘက်ကကိုယ့်ကိုထောက်ပံ့ပေးခြင်းတောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကြားထဲမှာအခက်အခဲလေးတွေကတော့နည်းနည်းပပတော့ကြုံရမှာပဲ fight through လေးတွေရေဒါပေမဲ့အဲ့လိုမျိုးအားမလျှော့ပါနဲ့ပေါ့နော်ဆက်လက်ပြီးတော့သွား ပြီးရင်ပြောင်းလဲရမယ့်အပြောင်းလဲကိုမကြောက်ပါနဲ့ပေါ့နော်ဒီတချို့အရာတွေကဒီပြောင်းလဲဖို့ဖြစ်တော့မှကိုယ့်ဘဝထဲမှာတခုခုကောင်းတာထပ်ပြီးတော့ရမှာပေါ့နော်အဲ့တော့ကိုကတခုခုဆုံးရှုံးလိုက်ရတဲ့အတိုင်းအကုန်လုံးဆုံးရှုံးရတာမဟုတ်ဘူးဆုံးရှုံးရတဲ့အတွက်ကိုယ့်ဘဝထဲမှာတခုခုပြန်ပြီးတော့ရလာမှာပေါ့နော်အဲ့တော့ဖိုက်တူးသမားလေးတွေရေသူ့ဘက်ကကိုယ့်ဘဝရည်ရွယ်ချက်ကတော့ရှိတယ်ကိုကသူကအရာရာထောက်ပံ့ပေးခြင်းနဲ့ကိုနဲ့သူနဲ့ အဲ့လိုမျိုးမိသားစုကပါလေးတီထောင်ခြင်းနဲ့အဲ့လိုမျိုးပုံစံလေးတွေ့ရတယ်ပေါ့နော်။သူကကိုယ့်ကိုကာကွယ်ပေးခြင်းနဲ့လမ်းညွှန်ပြပေးခြင်းနဲ့အဲ့လိုမျိုးပုံစံလေးတွေ့ရတယ်။အဲ့တော့ဖိုက်ထူးသမားလေးတွေရေးဆက်လက်ပြီးတော့စ조사ပါ၊ကံကောင်းပါစေနော်။ကို့အတွက်ပဲ private reading လိုချင်လို့ရှိရင်ချီကိုဒီ TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့မေးလာနိုင်တယ်။ YouTube မှာလည်းဗီဒီယိုလေးတင်တာမလို့ YouTube ကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးရပါအောင်ပေါ့နော်။ Okay အဲ့ဒါဆိုလို့ရှိရင် Python လေးတွေရေနောက်ထပ်ဗီဒီယိုမှာဆက်လက်ပြီး